ရှင် Astro Guidance Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်စီစဉ်မှာ2025ဒီဇင်ဘာ9ရက်တနင်္ဂနွေနေ့အတွက်ဆောင်ရွက်ရှောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်အချိန်ကာများကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျမမန်နှင်းပဲ့ရင်နဲ့အတူမန်ရွှေရောင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2025ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့တွင်တနင်္ဂနွေနေ့သားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ကောင်းကျွမ်းနှစ်ခတ်ခုနှစ်ပါနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှစ်ခတ်အချိန်ကာတွေကိုကြေညာပေးသွားမှာဖြစ်ပါရရှင် ညနေ6:10မိနစ်မှညနေ6:28မိနစ်ချိန်တွင်မှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဒဏ္ဍာခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါလေရှင်။ည9:05မိနစ်မှည9:25မိနစ်ချိန်တွင်မှဆိုရင်တော့စန်းထအောင်မြင်ပြီးမြစ်တိုင်ကန်ကောင်းမွန်စင်မဲ့ဆုံးနှခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါလေရှင်။နေ့လယ်7:03မိနစ်မှာနေ့လယ်7:23မိနစ်ချိန်တွင်မှဆိုရင်တော့ဘယ်လုံငန်းမျိုးကိုမစိုးလောက်ကင်မှာကအထွတ်ထည့်ရောက်ရှိအောင်မြင်နိုင်တဲ့အဒီဂရီနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်12:52မိနစ်မှနေ့လယ်12:12မိနစ်ချိန်တွင်းမှဆိုရင်တော့ရာထူးဩဇာအနာကြီးမြင့်စင်မဲ့ထိဖြူနှခတ်ကိန်းကြောင်းတဲ့အချိန်ပဲဖြစ်ပါလေရှင်။နေ့လယ်2:30မိနစ်မှနေ့လယ်2:50မိနစ်ချိန်တွင်းမှဆိုရင်တော့အိမ်ချမ်းမြေရောင်းဝယ်ကိစ္စရဲ့များအကျိုးပြုစီမဲ့ရှင်ဖြူနှခတ်ကိန်းကြောင်းတဲ့အချိန်ပဲဖြစ်ပါလေရှင်။ နနန်း9:26မိနစ်မှနနန်း9:46မိနစ်ချိန်တွင်မှဆိုရင်တော့ငွေကြေးရွှေငွေရတနာနဲ့ထိကန်ဆန်းမှုကံကောက်မှုစဉ်မြေရတနာနှခတ်ကိန်းကြောင်းတဲ့ချိန်ပဲဖြစ်ပါလေရှင်ည9:05မိနစ်မှည9:25မိနစ်ချိန်တွင်မှဆိုရင်တော့သာသမိရတနာထွန်းကားရရှိစဉ်မြေတန်တီနှခတ်ကိန်းကြောင်းတဲ့ချိန်ပဲဖြစ်ပါလေရှင်ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္ဂနွေနေ့သာသမီများအတွက်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့စိုးကျနှက်ခတ်အချိန်ခါများကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ နနက်2:32မိနစ်မှနနက်2:52မိနစ်အချိန်တွင်းမှဆိုရင်တော့မတော်တဆထိခိုက်ဒဏ်ရာရရှိမှုတွေတေကျပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခက်ကြီးကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်9:26မိနစ်မှနနက်9:46မိနစ်အချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာတွေစိတ်ပူပန်စရာသောကတွေဖြစ်စေနိုင်တဲ့သောကနှက်ခက်ကြီးကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။စနေနေ့ညတကောင်ကျော်ပြီးတနင်္ဂနွေနေ့အခုနနက်12:14မိနစ်မှနနက်12:34မိနစ်အချိန်တွင်းမှဆိုရင် င်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်8:28မိနစ်မှနနက်9:08မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေတင်ခါများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိထုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည7:42မိနစ်မှစနေနေ့ညတကောင်ကျော်ပြီးတနင်္ဂနွေနေ့အကူနနက်7:02မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံးစည်းပွားကိစ္စရပ်တွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နဂတ်ချင်းခါရီယာဆိုရင်တော့တနင်္ဂနွေနေ့သတင်းမီများအတွက်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့နဂတ်ချင်းခါရီပဲဖြစ်ပါတယ်ရှင်။ဒီနဂတ်ချင်းခါရီကိုသမီးတို့ရဲ့ဇေယျဆရာဦးဇေယျကိုမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နဂတ်စီစဉ်ကိုကြည့်ရှုပေးခဲ့ကြသောမိဘပြည်သူများအားလုံးကျေးဇူးတင်ပါတယ်ရှင်။